နဗီးလျံကြောက်ပါတဲ့အနာကက် ီကောင်လေးတကယ်ကိုကောင်းလာတယ်နော်ဝမ်ချန်ပီယံရှစ်တဲ့ပထမဦးဆုံးပွဲစဉ်မှာစူပါလက်ကိုအရှုံးတွေးခဲ့ပြီးတဲ့နောက်ပိုင်းကျိုးစမ်းမှုပြန်ထန်ခဲ့ပြီးတော့နိုင်ပွဲတွေကိုစက်တိုက်ဖော်ဆောင်နိုင်ခဲ့တဲ့သူကတော့နဗီလွဲဖြစ်ပါတယ်ဝမ်ချန်ပီယံရှစ်မှာပွဲပေါင်း၈ပွဲကစားထားပြီးဖြစ်ပြီးတော့ခုနှစ်ပွဲကိုအနိုင်ဖော်ဆောင်ထားနိုင်ခဲ့ပါတယ်သူနိုင်ခဲ့တဲ့ဖိုက်တာတွေထဲမှာဆိုရင်တော့ကျမတို့ရဲ့မြန်မာဖိုက်တာကြီးတမ်မနီစူးကြီးလည်းအပါဝင်ဖြစ်ပါတယ်ဆိုလုံကအဲ့ဒီပွဲမှာတော့နဗီလကိုအမှတ်နဲ့ရှုံးနိုင်ခဲ့ရတာဖြစ်ပါတယ်နဗီကရှုံးခဲ့တဲ့စူပါလက်နဲ့မကြည့်ပွဲမှာတော့အနိုင်ပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်စူပါလက် က်ကလည်းအခုဆိုရင်တော့နဗီလနဲ့မကြေပွဲပြန်နှွှဲဖို့အတွက်အပြင်းထန်ကိုလေ့ကျင့်နေတာကိုတွေ့ရပါတယ်။ဒါကြောင့်သူတို့နှစ်ယောက်ပွဲကထပ်ပြီးကြည့်ရအောင်မယ့်အနေအထားမှာရှိနေပါတယ်။နဗီလကအခုအသက်22နှစ်အရွယ်နဲ့ရှယ်ကျန်းပြနေလို့သူ့ရဲ့အနာဂတ်အတွက်အလားအလာကောင်းတဲ့ fighter တူဦးလို့လည်းပြောရမှာဖြစ်ပါတယ်။သူနိုင်ပွဲပေါ်ဆောင်နိုင်လို့လည်းပြည်သက်တချို့ကဒါဟာအယက်မောင်းကြောင့်ဆိုပြီးတော့ပြောဆိုဝေဖန်မှုတွေကလည်းရှိနေပါတယ်။ တကယ်တမ်းစဉ်းစားကြည့်မယ်ဆိုရင်တော့ဒီအရက်မောင်းကြီးကြောင့်နဲ့တော့မဆိုင်ပါဘူးရှင်။သူရဲ့အသားချက်ကတော့အရက်6ပေလေးလမရှိတဲ့အရက်အမောင်းပါ။ပြီးတော့နဗီလ်ကကြိုးစားတဲ့လူငယ်တူလည်းဖြစ်ပါတယ်နော်။နောက်ထပ်သူ့ရဲ့စိတ်ထားလေးပါ။မကြောဝါတက်သလိုပြိုင်ဘက်ဖိုက်တာတွေအပေါ်မှာလည်းလေးစားမှုရှိသူဖြစ်ပါတယ်။စူပါလက်ကနဲ့ရှုံးပြီးနောက်ပိုင်းမှာတော့နဗီလ်ကဆရာကောင်းနေတဲ့ဂျူနီစနစ်မှန်အောင်စော်ကစားတက်သလိုလေ့ကျင့်မှုတွေပါကောင်းလာတာကိုတွေ့ရပါတယ်။ဒါပြင်နဗီလ်ရဲ့ခြေကန်ချက်တွေထိမိလာသလိုအပပြင်းထန်တဲ့လက်သီးတွေဒူးတိုက်ချက်တွေကြောင့်လည်းပြိုင်ဘက်ဖိုက်တာတွေကိုတဖြည်းဖြည်းချင်းနဲ့ ဖြိုလာနိုင်ခဲ့တာဖြစ်ပါတယ်။ပြောရမယ်ဆိုရင်တော့နဗီလ်က2024ခုနှစ်အတွင်းမှာတော့ Fighter တော်များများကိုအနိုင်ရယူနိုင်ခဲ့တဲ့နှစ်ဖြစ်လို့နဗီလ်အတွက်ကတော့ဒီ2024ခုနှစ်ကအကောင်းဆုံးခုနှစ်လို့ပြောမယ်ဆိုရင်တော့မှမပါဘူးရှင်။ဒါကြောင့်လည်းနဗီလ်က2024ခုနှစ်အတွင်း The Best Applied Muay Thai Award ဆုလို့ခေါ်တဲ့အကောင်းဆုံး Muay Thai Fighter ဆုကိုရရှိပိုင်ဆိုင်သွားခဲ့ပါတယ်။ဒီဆုကတော့ထိုင်းနိုင်ငံအခြေစိုက် The Sport Reporter Association of Thailand အဖွဲ့အစည်းကပေးတဲ့ဆုဖြစ်ပါတယ်။နဗီလ်ကဒီဆုကိုရတဲ့အတွက်အရန်ပြောရှင်နေပါတယ်။သူကို အပေးတဲ့ fan တွေအနားမှာအမျက်ရှိနေပေးကြတဲ့မိဘအမောင်နှမတငယ်ချင်းတွေအားလုံးကိုကျေးဇူးတင်တဲ့အကြောင်းလေးပြောသွားခဲ့တာဖြစ်ပါတယ်။ဒီစုကိုတော့2024ခုနှစ်အတွက်ကနဗီယာရှိခဲ့သလို2023ခုနှစ်မှာတော့တာဝါချိန်ကရရှိခဲ့ဘူးတဲ့ဆိုတဲ့အကြောင်းဗန်ကောက်ပို့စ်မီဒီယာမှာဖော်ပြထားပါတယ်။အခုနောက်ပိုင်းမှာတော့နဗီရဲ့အရေးအခြေအနေက short တွေ့လို့မရတာကတော့အမှန်ပါပဲရှင်။နဗီရဲ့ရှိရေးကတကယ်ပဲတောက်ပနေပြီလားဆိုတော့ပိတ်သက်ကြီးတို့ရဲ့ထင်မြင်ချက်လေးတွေကိုအမျှဝေပေးခဲ့ကြပါအောင်ရှင်။